အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကောင်းမွန်သောနေ့တစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စွန့်မောင်းကောင်းတောင်းပေးလိုက်ရပါတယ်။အဲလက်ရှိအချိန်မှာတော်တော်လေးကဒါ hot ဖြစ်နေတယ်ဒါကျွန်တော်တို့လက်ရှိမှာ local media တွေရောဒါကျွန်တော် international media တွေရောမှာဒါကျွန်တော်တို့ hot ဖြစ်နေပြီကျွန်တော်လက်ရှိမှာဒါကျွန်တော်မတုံးတာကြားတဲ့ Facebook ရဲ့ဒါကျွန်တော် page မှာဆက်လာပြီးတော့ meme တွေကြားတဲ့သတင်းတစ်ခုရှိပါတယ်။အဲဒီသတင်းတစ်ခုကိုကျွန်တော်လက်ရှိမှာဘလောက်ဒီ solid ဖြစ်လဲမဖြစ်လဲကျွန်တော်တင်ဆက်ပေးချင်တာဖြစ်တယ်။ အဲ့တော့လက်ရှိမှာဒါ Manchester United အသင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ Unai Emery ကိုဆိုရင် Unai Manchester United အသင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ Ruben Amorim ကိုထုတ်ပြီးလက်ရှိမှာ Aston Villa ရဲ့နီးပြဖြစ်တဲ့ Unai Emery ကိုခန့်အပ်သွားဖို့အတွက် Manchester United အသင်းပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုကျွန်တော်လောက်လျှောက်လာမိကြတယ်။ ဒါကျွန်တော်တချို့တော့ဒါ YouTube မှာကျွန်တော် comment box တွေမှာလာမီးရဲ့လူရှိတော့ဒါကျွန်တော်မတုံးတာကြားတဲ့ Facebook ရဲ့ဒါကျွန်တော် chat box တွေမှာပါလာမီးကြရတဲ့လူတွေရှိတယ်။အဲ့ဒီစားနဲ့ပတ်သက်ပြီးခင်ဗျားတို့ကျွန်တော်နည်းနည်းလေးဒီဒီလေးရှင်းပြမယ်။အတူတူရှင်းပြမယ်ဆိုတော့အဲ့ဒီတဲ့ကလုံးဝသတင်းမှဖြစ်ပါတယ်။ Manchester United အသင်းနဲ့အခုချိန်မှာ Ruben Amorim ကိုလုံးဝထုတ်ဖို့အစီအစဉ်မရှိသေးပါဘူး။အဲ့တော့ဒီညမှာဒါကျွန်တော်တို့ဒါဒီအားအတူချုံးပေါ့နော်။ဒါဟုတ်တယ်ခင်ဗျားတို့ကြားနေတဲ့တဲ့ကအမှားဒါလုံးဝ ကောလာဟာလာဖြစ်ပြီးလုံးဝဒီတဲ့ကအမားဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ချုံချပြီးချင်းပြတာဖြစ်တယ်ဒါအလုံးဝအတူချုံပဲအဲ့တော့ပြောချင်တာကလက်ရှိမှာဒါ Manchester United နဲ့ Ruben Amorim ကိုဘာလို့မထုတ်လဲဆိုတဲ့အကြောင်းပြချက်တွေကအမျိုးမျိုးရှိတယ် Ruben Amorim ကို Manchester United သင်စခံတဲ့ဆိုကြတဲ့သူတို့အနေနဲ့၃နှစ်ပတ်ချာလဲဝိညာဉ်ရအချိန်ပေးဖို့အတွက်စီစဉ်ထားပြီးသားဖြစ်တယ် Manchester United အသင်းနဲ့ဒီနှစ်မှာဒါကျွန်တော် Ruben Amorim ရဲ့ခြေစွမ်းကျဆင်းမှုအသင်းရဲ့ဒါခြေစွမ်းကျဆင်းနေမှုက Ruben Amorim တယောက်တည်းဆိုရတဲ့သူတို့အနေနဲ့ဒါကျွန်တော်တို့ Ruben Amorim လိုအပ်တဲ့လူတွေကိုမဝယ်ပေးနိုင်တာတကြောင် ကစားသမားအနေနဲ့လူပဲအာမိုရီရဲ့ကစားအကွက်တွေကိုအမ်မဝင်တာတကြောင်သူတို့အနေနဲ့အကောင်းဆုံးထဲထွက်ထားတာဖြစ်တယ်။အဲ့တော့ပြောချင်တာကအင်းနီယိုဆိုအနေနဲ့ခုလက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းတို့ခြေစွမ်းကျဆင်းနေတာကိုအကောင်းဆုံးနားလည်ပြီးတယ်။ဘာကြောင့်လဲ?လူပဲအာမိုရီနဲ့အခုလက်ရှိမှာဒီလိုဖြစ်မယ်ဆိုတာကိုအင်းနီယိုဆိုအနေနဲ့လုံးဝထက်ထွက်ထားပြီးတယ်ဖြစ်တယ်။အဲ့တော့ပြောချင်တာကအင်းနီယိုဆိုအနေနဲ့ခုလက်ရှိမှာမန်ချက်စတာယူနိုက်တက်ဒီလိုခြေစွမ်းအချင်းတွေကတော်တော်လေးတိုင်ပတ်မယ်ဆိုတော့သူတို့ထည့်တွက်ထားတယ်။ဒါပေမဲ့သူတို့ထည့်မတွက်ထားတဲ့ချက်ကလက်ရှိမှာ United အသင်းနဲ့အခုလက်ရှိကျတော့ Premier League မှာ Assets 14 15လောက်ရည်တည်ရည်တည်ဖြစ်နေမှာသူတို့ထည့်မတွက်ထားတာ။ဒါပေမဲ့ သူတို့အနေနဲ့ဒီနှစ်မှာဗျာအရှင်းဆုံးပြောမယ် United အသင်းတမ်းမစင်ပြီးရောဆိုတဲ့ပုံစံမျိုးကိုဒါအဓိကဒါကျွန်တော်တို့ပဲအမွေးစီကနေမျော်လင့်နေဘူးပဲအမွေးရဲ့ဒီနှစ်မှာဒါကျွန်တော်တို့ philosophy ရလုံးဝဒါကျွန်တော်တို့အကောင်းဆုံး လို့ပေါ့ဗျာကျွန်တော် philosophy ရတာကျွန်တော်ပြောင်းလဲပြောင်းလဲဟို philosophy ရရုံးတာပေါ့ကစားသမားတွေကိုပြောင်းလဲပြောင်းလဲလူမှုသူကသွားကျင်တယ်အဲ့တော့ပြောကျင်တာအင်းမျိုးစုအုပ်စုနေအခုလက်ရှိမှာ Ruben Amorim ကို Kennedy 6လဆက်ကြားက Ruben Amorim စီကနေပြတာကျွန်တော်အောင်မြင်မှုတွေကိုလိုချင်တာထက်ဆိုင်ဒီအသင်းကိုပြောင်းလဲမှုတွေကိုစတင်ပြီးမြင်ကျင်တယ်ဒါ Ruben Amorim စီကနေပြီးအင်းမျိုးစုအုပ်စုလိုချင်တဲ့အချက်ပဲအဲ့တော့ Ruben Amorim လက်ရှိမှာမအောင်မြင်တာကခုနကအင်းမျိုးစုအနေနဲ့ Ruben Amorim ကြောင့်တခုတည်းမဟုတ်ဘဲနဲ့ player ကြောင့်မဟုတ်သူတို့ကြောင့်လို့သူတို့ခံယူထားတယ်လက်ရှိမှာ United ရဲ့ဒါကျွန်တော်ငွေချေးပြဿနာတွေကြောင့်မလို့ဒါကျွန်တော် Manchester Manchester United အသင်းတွေနဲ့ကစားသမားတွေဝယ်ယူမပေးနိုင်တာက Ruben Amorim ရဲ့ဒါကြောင့်တိုးတက်လမ်းကိုသူတို့ကိုသူတို့ပိတ်နေတယ်လို့ Ineos အုပ်စုခန်းစားရတယ်။အဲ့တော့ပြောချင်တာကဗျာ Ineos အုပ်စုအနေနဲ့အခုလက်ရှိမှာ Manchester United အသင်းပေါက်ရောက်တလို့မပေါက်ရောက်တာကသူတို့ကြောင့်လို့သူတို့ကပို့ပြီးတော့ခန်းစားရတယ်မှာပါတယ် Ruben Amorim ကြောင့်ဆိုရတယ်။အဲ့တော့ Ruben Amorim ကလက်ရှိမှာဒါ3 back 3 4 3 3 5 3 3 back ဆိုတဲ့ formation ကိုအခြေခံပြီးတုံးတဲ့ နီးပြတယောက်အနေနဲ့ခုနကပြောလို့ Eric the Hag ကစားသမားတွေကအမဝင်ဘူးလို့သူတို့အနေနဲ့ယုံကြည်ပြီးသားဖြစ်တယ်အဲ့တော့ပြောနေတာခုနကပြောလို့ River Amorim ကိုခေါ်မယ်ဆိုရင် philosophy တွေအရရှုပ်ရှက်ခတ်ကုန်မယ် confuse တွေဖြစ်ကုန်မယ် River Amorim ရဲ့သူ့ရဲ့ philosophy တွေဒါမပြောင်းဘူးဆိုရင် United အသင်းတိုင်ပတ်မယ်ဆိုတော့ Indian ဆိုအုပ်စုမျှော်မှန်းထားပြီးသားဖြစ်တယ်အဲ့တော့ခုနကပြောလို့ပဲ River Amorim ခုလက်ရှိမှာခြေစွမ်းကျဆင်းနေလို့ United ဘက်ကဒီရောထုတ်ပယ်မယ်ဆိုတဲ့သတင်းကအင်မတန်မှသတင်းမှားဖြစ်တယ်ဆိုတော့ကိုကျွန်တော်အနေနဲ့သိရမယ်တော့မှဖြစ်တယ်နောက်တစ်ခု Unai Emery ဘက်ကကြည့်မယ်ဆိုရင် Unai Emery နေနဲ့ခုလက်ရှိပူပူလောလောမှာ Club Brugge ကို Aston Villa အသင်းက 31ဆိုတဲ့ရလနဲ့နိုင်ခဲ့ပြီးတော့အခုလက်ရှိမှာ quarter final ကို Aston Villa အသင်းကနေပြီးတော့ပြောင်းရွှေ့မှုတဲ့တေချာလောက်ဖြစ်နေ။ဒါပြင်နောက်နောက်ပေါ်အသင်းရဲ့အောင်မြင်မှုအခြေအနေကိုမကြည့်မကြည့်ဘူးဆိုရင်တောင်မှနောက်တစ်ခုအနေနဲ့ဆက်လက်ပြီးကြည့်ရမယ်ဆိုရင်တော့ Ruben Amorim ကို ်ဦးနိုင်အမရီအစားထုတ်ဖို့ဆိုရင်ဦးနိုင်အမရီအနေနဲ့အခုလက်ရှိအနေထားအရအက်စတန်ဗလာဘင်းကိုထွက်ခွာဖို့ရှိတယ်။အက်စတန်ဗလာသင်းကိုဦးနိုင်အမရီလက်ရှိမှာထွက်ခွာဖို့လုံးဝအစီအစဉ်မရှိတော့တဲ့ကြောင့်ကလက်ရှိမှာ V Sport ပေါ့နော်။ဒါကျွန်တော်အက်စတန်ဗလာသင်းရဲ့ပိုင်ရှင်ဒီအုပ်စုအနေနဲ့ဦးနိုင်အမရီကိုလိုချင်တဲ့ကစားသမားမှန်သမျှကိုအကုန်လုံးနီးနီးဝယ်ယူပေးတဲ့အတွက်ကြောင့်ဖြစ်တယ်။အက်စတန်ဗလာသင်းကအခုလက်ရှိမှာတိကျနေနဲ့ဆောင်းရသည်မှာဒေါ်နီမာလန်ကျွန်တော်ဂါစီယာအာမာကက်ရက်ရှူအန်ဆန်စီယိုဒီလိုမျိုးကစားသမားမျိုးတွေကတော့မှဒါကျွန်တော်တို့ မွန်ချီနဲ့ပူပေါင်းပြီးဒါကျွန်တော်တို့အဲ United Emirates ရဲ့စိတ်ကြက်ကစားသမားတွေကိုဝယ်ယူပေးခဲ့တာအကုန်လုံးတွေ့ပြီးသားဖြစ်လိမ့်မယ်အဲ့တော့ပြောချင်တာကတော့ဘာလို့လဲ United Emirates နဲ့ခုလက်ရှိမှာသူ့စိတ်ကြက်လုပေးနေတဲ့အသင်းသင်းကိုသူထွက်ဖို့ဆိုရင်တော့အင်မတန်မှယာကိုင်းတော့တော်တော်ကြီးကိုနဲပါလိမ့်မယ်အဲ့တော့နှစ်ဖက်လုံးမျှကြည့်မယ်ဆိုတော့ဒါကတော့ Ruben Amorim ကို United Emirates ဘက်ကအောင်မျှကြည့်မယ်ဆိုနှစ်သင်းနှစ်ယောက်လုံးအနေနဲ့ခုလက်ရှိမှာ Ruben Amorim ကိုလည်း Ineos Osu ကလက်ရှိမှာထုတ်ဖို့အစီအစဉ်မရှိဘူးနောက်တစ်ခုအနေနဲ့ United Emirates ကလည်းလက်ရှိမှာ Aston Villa ကိုပြစ်ပြီးတော့ Manchester United အသင်းကိုလာဖို့အစီအစဉ်မရှိဘူးနှစ်ဖက်အောင်လုံးကခုလက်ရှိမှာသူ့ရဲ့ stand by position ရှင်ပါပဲဆက်လက်ပြီးရှိဖို့တော့ရကန်လို့များတယ်နောက်တစ်ခုငွေကြေးရဆက်ပြီးပြောယူနိုက်တက်အသင်းနဲ့ဒီနှစ်မှာဒါကျွန်တော်တို့ဒီယာဒီမှာဒါကျွန်တော်နီးပြအပြောင်းလဲအတွက်ပေါင်ကျွန်တော်အားလုံးပေါင်း28တန်းနဲ့30ကြာသုံးထားပြီးပြီဖြစ်တယ်လူပဲအာမိုရင်းကိုမခေါ်ရင်မှာအရစ်တန်ဟတ်ကိုထုတ်ပြတာကမန်ချက်စတာယူနိုက်တက်အသင်းအတွက်ပေါင်14တန်းပတ်ချာလဲဝိညာဉ်ညာကုန်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ရူဘင်အာမိုရင်းကိုခန့်တာကလည်းအားလုံးပေါင်းရူဘင်ပေါင်14တန်းပတ်ချာလဲဝိညာဉ်ညာကုန်ခဲ့တယ်အဲ့ပြောချင်တာဒီနေရာမှာမန်ချက်စတာယူနိုက်တက်နဲ့ဒီနှစ်မှာနီးပြအပြောင်းလဲလို့ဒါပဲကိုပေါင်တန်း30လောက်နီးနီးကိုပတ်စံသုံးခဲ့ရတဲ့အထဲမှာပါတယ် အဲ့ဒါကြောင့်ခုနကသူတို့အနေနဲ့အကယ်၍ရူဘင်အာမိုရီကိုသာထပ်ပြီးတော့ထုတ်ချင်တယ်ဆိုရင်တော့ရူဘင်အာမိုရီရဲ့ထုတ်ခါကကျွန်တော်တည်ရတော့ပေါင်သန်း30ပတ်ချာလဲဝင်းညင်ညာပေးရမယ်လို့တည်ရတယ်မှာအဲ့တော့ပြောချင်တာလက်ရှိမှာဒီပြအပြောင်းလဲကြီးပေါ့ပေါင်သန်း30လောက်သုံးထားတယ်အိနီယော့စ်အနေနဲ့ပေါင်သန်း30ပေးပြီးတော့လက်ရှိမှာရူဘင်အာမိုရီကိုထပ်ထုတ်မယ်ပေါင်သန်း90ကိုမယ် ်ဦးနိုင်အမီကိုဘုနာဘပေါင်း73သန်း14သန်းနဲ့15သန်းလောက်ထပ်ခေါ်မယ်နီးပြအပြောင်းလဲပဲယူနိုက်တက်ကပေါင်း65သန်းပေးဖို့အတွက်လုံးဝလုံးဝအစီအစဉ်မရှိတော့အဲ့တော့ဒီနှစ်မှာဘုနာဘလို့လာမယ့်ကျွန်တော်တို့ဒါနူယာဒီရဲ့ဒါကျွန်တော်တို့ကကစားသမားအပြောင်းရွှေ့အတွက်ကောင်မှာ United ကလက်ရှိမှာ budget အရတပြားနှပြားအစားလက်ရှိမှာအသေးလေးခွဲခွာနေရတာဖြစ်နေပေါ့နော်အဲ့တော့ United အသင်းကလည်းရှိအနေရဘလူးမှနှိပြပြောင်းလို့လုပ်ဖို့ရှင်နေမရှိဘူးပထမအဆုံးရပြောရမယ်လက်ရှိ နှစ်ယောက်လုံးရဲ့အချိန်လေးရကိုကျွန်တော်ဒါနှစ်သိန်းလုံးရဲ့ပန်ရှင်လေးရနားလည်ပြီးသားဖြစ်တယ်အဲ့တော့ခုနကဦးနိုင်မြူရဲ့သူ့ရဲ့ပန်ရှင်လေးကိုထားပြီးထွက်သွားမှာမဟုတ်ဘူးလက်ရှိမှာအင်းနီယောဆိုအုပ်စုကလည်းရူဘင်အာမိုရင်းကိုလက်ရှိမှာသူတို့ကလုံးဝထုတ်မှာမဟုတ်ဘူးဆိုတော့ရူဘင်အာမိုရင်းလက်ရှိမှာတိုင်ပတ်နေတာသူတို့ရဲ့အပြစ်ကိုလည်းမကင်းဘူးဆိုပြီးအင်းနီယောစင်းနဲ့ခံစားရတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒီပြောက်ထုတ်ဖို့မရှိဘူးဒုတိယတစ်ချက်ကငွေချေးရယူနိုက်တက်သင်းနဲ့အခုလက်ရှိဒီနှစ်မှာဂျီဘဲကိုရူဘင်အာမိုရင်းကိုခေါ်ယူဖို့အတွက်ပေါင်တန်း30နီနီသုံးပြထားပြီးခဲ့ပြီဖြစ်တယ်အဲ့တော့နောက်တဲ့ပေါင်တန်း30ထုတ်သုံးပြီးရူဘင်အာမိုရင်းကိုထုတ်မယ်အာခုနကပြောသူရဲ့ Astro လာနီးပြပြတဲ့အူနိုင်းအမီကိုနောက်15တန်းလောက်သုံးပြီးခတ်မယ်ပြောချင်တာနောက်တဲ့35တန်းလောက်သုံးပြီးနီးပြခတ်မှုတော့လုံးဝယူနိုက်တက်လုံမှာမဟုတ်ဘူးအဲ့တော့ပြောချင်တာကတော့ဘာလို့လဲငွေကြီးရဲ့အခြေအနေကြောင့်မလို့ကောလက်ရှိမှာကတော့ဘာလို့လဲအူနိုင်းအမီကိုခေါ်ချင်တော့မှအူနိုင်းအမီရဲ့ပိုင်ရှင်ကြောင့်မယူနိုက်တက်တင်းနဲ့နီးပြပြောင်းလဲပိုင်ခွင့်မှာလက်ရှိလုံးဝမရှိဘူးလို့ပြောလို့ရတယ်အီးဗင်ကတော့ဒါဆိုရင်ကိုလေးလာမဲ့နေရလာမဲ့နေရစီလည်းပြောင်းလဲကတော့ဘာကျွန်တော်ပြောတဲ့အချက်နှစ်ချက်လုံးကလာမယ့်လူရသည်မှာတေချာတကောအက်စတွန်ဗလာအသင်းနေတဲ့ဒီတက်ပို့ပြီးဥမာလက်ရှိမှာချန်ပီယံလိကွာတာဖိုင်နယ်ရောက်ဖို့အက်စတွန်ဗလာတေချာဖိုင်အဲ့တော့ တေချာတကွအဆင်ဗလာတင်းနဲ့လာမယ့်နေရာဒီမှာဦးနိုင်အမီဘယ်လောက်ထိလုတ်ပြနိုင်လဲသိသွားပြီဖြစ်တော့ကြောင့်ဦးနိုင်အမီတို့ဆက်ပြီးတော့ဆွဲထားမယ်နောက်တကွ United တင်းနဲ့လာမယ့်နေရာဒီမှာတို့ကိုယ်တိုင်လည်းငွေသုံးအောင်ဖြစ်တော့ Ruben Amorim ကိုထုတ်ပြီးတော့ငွေဖြုံးတဲ့ကိစ္စ United လုပ်မှာပေါ့အဲ့တော့လာမယ့်နေရာဒီမှာလည်း United တင်းနဲ့ Ruben Amorim ကိုထုတ်ဖို့တော့ရကန်ရုံးနေအောင်မယ်အဲ့တော့ ယူနိုက်တက်အနေနဲ့လက်ရှိမှာနီးပြအပြောင်းလဲဖြစ်ဖို့ကတော့အင်မတန်အင်မတန်မှယာကိုင်နှုံနဲတဲ့ scenario တခုလို့ကျွန်တော်အနေနဲ့မြင်မိတယ်လက်တလို့အခြေအနေကဘလို့မှမပြအဲ့တော့ကြားနေရတဲ့သတင်းတွေကအကုန်လုံးက fake news နဲ့ကောလာဟာလာသတင်းတတ်တတ်ရှိတယ်လို့ပြောရင်းနေပဲကျွန်တော်ကိုတော့ကုန်ပြီပေါ့ဗျာ ဖော်လုံးပွဲတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလို့ဆိုတော့အပေါင်းကိုကြည့်လို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်ကကွန်မန့်တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းကျွန်တော်ဘက်ကကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှမမြင်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြည့်ဒီမှာလည်းကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်ကိုတော့ကုန်ပြပါဗျ။အားလုံးမကြည့်ဒီမှာလည်းကျွန်တော်တော့ကုန်ပြပါဗျ။ဒီပါဗျ။